တရင်ညလာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကာလမှာမြတ်စွာဘုရားဟာတော်ရင်သားနတ်ပြည်တက်ပြီးတပိဓမ္မတရားကိုဟောကြားခဲ့ပြီးဒီကနေ့သူပြည်ကို ပြန်လေကြွာလာတဲ့အမတ်တရားနေ ဒီနေ့ဦးပဲဗိဓမာခါရနေလို့ဆိုတာဗိဓမာခါရနေဆိုတာဗိဓမာတရားဟောတာကဝါဇုလာမကျော်တရားနည်းရေးစာပြီးတော့ဟောတာတရင်ညလာပြီးနေစဉ်ပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့ဆုံးသက်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကိုပဲဗိဓမာခါရနေလို့ဆိုပြီးမြတ်မပြေမှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ ဝါဆိုပြီးတဲ့ဝါဆိုတဲ့နေ့ကနေစပြီးတော့ခေါ်ကြခဲ့တာဖြစ်တယ်။လကြအောင်မြတ်စွာဘုရားပြီးမှတရားတော်ကိုတောင်းရင်သာနှပ်ပြီးမှခေါ်ကြပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတောင်းရင်သာနှပ်ပြီးကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမယာဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀ရာနေပြီး ခန္ဓာတပြိ့စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူးနေမြတ်ဖြစ်တယ်ဆိုတာပုရဝါဒဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီတရင်ညွတ်လာပြီနေဆိုရင်တရင်ညွတ်လာပြီတရင်ကျွပြီဆိုပြီးတော့လျှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားပုရဝါဒဝင်နေဖြစ်တယ်လို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုပြန်လီကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်တယ်ဆိုတဲ့ပူဇော်ဝဲခန္ဓာတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့တရင်ညလတော်ရင်သာနတ်ပြည်ကပြန်ကြွတဲ့ခန္ဓာကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစင်မီနဲ့ပူဇော်ကြတယ်လို့ ီလိုပြောင်းလဲချာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရဉ္ဇလပြည့်နေ့မှာမိထွန်းနာတော့ကတိကနက္ခတ်လို့ခေါ်တဲ့မိနက္ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာရမိထွန်းကြတာဖြစ်တယ်ဗောဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းမွဲကျင်းပသလိုပဲ ကိုယ့်ရဲ့အစဉ်လာရလှုပ်ကြတာမြတ်မောင်ကြီးကဘုရားဘာသာဝင်နေကတော့မိထွန်းလာတော့အဲ့ဒီကတိကနေခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းလာမဟုတ်ဖဲနဲ့မြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရေညောလပြည်နေ့မှာမိထွန်းတယ်လို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့အလုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့ နက်ခတ်ပွဲအနေနဲ့မိထွန်းနယ်မိအလှဆင်ပြီးတော့မိထွန်းနယ်ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဘာသာတွေကတော့ပြောင်းလိုက်တာဒါဒီဖျားကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းထားတာဖျားကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာကောဘုရားဘာသာဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖျားကိုစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာ ချိုးပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်တော့ကြောင်းအတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာယုံပြုလိုက်ရင်လည်းကုသိုလ်တွေအများကြီးဖြစ်သွားပြီတော့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖယားနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်ကိုတမန်လို့မအောင်မိတယ်နဲ့ဥပမာမဲ့ကြည့် စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြီးတော့ဆိုလိုင်းခင်းတဲ့ကြောက်အစည်းတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးနော်အဲ့တော့တံမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောက်ဟာ ကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတံမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တံမိုးပတ္တမကွာတယ် ဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးခြင်းကွာတတ်တယ်။အဲ့တော့တန်ဖိုးရှိတာဟာကိုရအောင်တို့လုပ်ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစင်လာမှုလှုပ်တာမဟုတ်ပဲနဲ့အထိပယ်ရှိရှိတို့ဘာဖြစ်လို့သရင်ကျွလာပြီးမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတယ်မြတ်စွာဘုရားကို ခေယုကျူပူဇော်သောအဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်เนาะ